မြောက်ကလပါနှစ်ချင်းခရီးရန်အတင်းတော်တနစ်တာစန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်တမန်တော်ဝုတ္ထုအခန်းကြီး၁၂အငယ်၁မှ25ထိုအခါဟေရုမင်းကြီးသည်တင်းဝင်သူအချို့တို့ကိုနှင်းဆဲခြင်းငါစီရင်၍ယောဟန်၏အကိုဖြစ်သောယာကုပ်ကိုဓာနှင့်ကွက်မြက်လေ၏ယူဒလူတို့သည်အာရဝမ်းမြောက်ခြင်းရှိသည်ကိုမြင်လျှင် အစုမပွဲနေရတို့၌တဖန်ထက်၍ပေတရုကိုလည်းဖန်စီပြီးမှပတ်တကားပွဲလုံးလင်လူများတို့အားထုတ်ပေးမိအကြံနှင့်အဆောင်အရှောက်စစ်သူရဲ့တကြိတ်၆ယောက်တို့၌အပ်၍ထောင်ထဲမှလှောင်ထားလေ၏ပေတရုသည် ထောင်ထဲ၌အချင်းနေရစဉ်သင်းဝင်သူတို့သည် သူ့အဖို့စူးစား၍ဖျားသခင်ကိုဆုတောင်းပတနာပြုကြ၏ပေတရုသည် ဟေရုမင်းထုတ်ခါနီး ညအချိန်တွင်တန်ကျိုး20နှစ်ချီနောင်ခြင်းကိုခံရလျက်စစ်သူရဲ့နှစ်ယောက်တို့အလေ၌အိပ်ပျော်၍အဆောက်များတို့သည်ထောင်တကားရှိမှစောင့်နေကြ၏ထိုအခါတာရဖျားဤကောင်းကင်တမန်သည်ပေါ်လာလင်ထောင်အိမ်၌အလင်းထွန်းတောက်လေ၏ကောင်းကင်တမန်သည်ပေတရု၏နဘေးကိုပုတ်ခတ်၍အလင်းအမြန်ထလောဟုဆိုလျက်ထစေ၏ တန်ကြိုးသည်လည်းပေတုလက်မှကျွတ်လေ၏ကောင်းကင်တမန်ကလည်းတင်ဤကပန်းကိုစီးလောခြေနှင်းကိုလည်းစီးလောဟုဆိုလျှင်သူသည်အတိုင်းပေတုပြု၏ဝှက်လုံကိုခြုံ၍ငါနောက်သို့လိုက်လောဟုဆိုပြန်၏ပေတုသည်ထွက်၍လိုက်တော်လဲကောင်းကင်တမန်ပြုသည်များတို့သည်မှန်သောအမှုအရာဖြစ်သည်ဟုမတိမမှတ်ပဲမိမိသည်ကြာတဲ့ယူပါယုံကိုမြင်သည်ဟုထင်လေ၏ လူဆောင်နှစ်တန်ကိုလွန်သွား၍မြို့တဲသို့ဝင်သောတန်တကားသို့ရောက်လျင်ထိုတကားသည် အလိုလိုပွင့်သည်ဖြင့်သူတို့သည်ထွက်၍လမ်းတကြောင်း၌ရှောက်သွားပြီးမှကောင်းကင်တမန်သည်ချက်ချင်းပေတရုမှ ခွာ၍သွားလေ၏ပေတုသည်တတိယလျင်ယခုပင်သခင်ဖျားသည်မိမိကောင်းကင်တမန်ကိုစေလွှတ်၍ဟေရုမင်းလက်မှ၎င်းယုဒလူတို့၏မျှော်လင့်ခြင်းမှ၎င်းငါကိုကယ်နှုတ်တော်မူသည်ကိုငါအမှန်သိ၏ဟုအောက်မေ့စဉ်လူများစုဝေး၍စုတောင်းရာမာကုအမိတစ်ကိုရသောယောဟန်၏အမိဖြစ်သောမာရိ၏အိမ်သို့ရောက်၍ အိမ်ဦးတကားကိုခောက်လီတော့ယောဒီအမိရှိသော မိမငယ်တယောက်သည်နားထောင်ချင်းငါလာ၍ပေတရုဤစကားတန်ကိုတည်လင်ဝမ်းမြောက်သောအဖြစ်တကားကိုမဖွင့်ဘဲအထဲသို့ပြေးဝင်၍ပေတရုသည် တကားရှိမှရက်နေသည်ဟုကြားပြော၏ထိုသူတို့ကတင်သည့်အယူဖြစ်၏ဟု ထိုမိမငယ်အားဆိုကြတော်လေပေတရုအမှန်ရှိသည်ဟု သူသည်ခိုင်မာစွာဆိုလျှင် ပေတရု၏ကောင်းကင်တမန်ဖြစ်လိမ့်မည်ဟုဆိုကြ၏ပေတရုသည်ခောက်၍နေသောတကားကိုဖွင့်ကြ၍သူ့ကိုမြင်သည်ဖြင့်အလွန်တရာအံ့ဩကြ၏ပေတရုသည်လည်းထိုသူတို့ကိုတိတ်ဆိတ်စွာနေစေခြင်းငှာမိမိလက်နှင့်အမှတ်ပေး၍မိမိကိုထောင်ထဲကသခင်ဖျားနှုတ်တော်မူသောအကြောင်းအရာကို ပေါ်ပြပြီးမှသင်တို့တော်၍ရာကုန်နှင့်ညီအကိုတို့အားဤအကြောင်းများကို ပြန်ကြားကြလောဟု ဆိုပြီးလျင်ထွက်၍အခြားတပါးသို့တွားလေ၏မိုးလင်းသောအခါစစ်သူရဲတို့သည် ပေတု၌အဘယ်သို့ဖြစ်သနည်းဟုယုံရင်ခတ်မြဖြစ်ကြ၏ဟေရုမင်းသည်ပေတုကိုရှာ၍မတွေ့သည်ရှိသောစောင့်ရှောက်သောသူတို့ကိုစစ်ကြောပြီးမှတတ်မီအကြောင်းကိုစီရင်လေ၏ ထို့နောက်ဟေရုမင်းသည် ယူဒပြည်မှကဲသရီမြို့သို့သွား၍နေသည်ရှိသော တူရုမြို့သားနှင့်ဇီဒုံမြို့သားတို့ကို အမျက်ထွက်လေ၏ထိုသူတို့သည်တညီတညွတ်ဒီလာကြ၍ဘလတုအမိရှိသော အတွင်းဝင်ကို ဖြောင်းဖြပြီးမှအမျက်တော်ပြည်မီအကြောင်းတောင်းပန်ကြ၏ အကြောင်းမူကားသူတို့ပြည်သည်ပြည်တော်ကိုမှီ၍ကျွေးမွေးခြင်းကို ခံရ၏ဟေရိုမင်းသည်လည်းချင်းချက်သောနေ၌မင်းမြောက်တစားကို ဝစ်ဆင်၍ပလင်တော်ပေါ်မှထိုင်လျက် ထိုသူတို့အားမိန်တော်မူ၏လူများတို့ကဤအတန်သည် လူဤအတန်မဟုတ်ဖျားသခင်ဤအတန်ဖြစ်၏ဟုကြွေးကြော်ကြသည်ရှိသောထိုမင်းကြီးသည်ဖျားသခင်ဤဂုံအတရေတော်ကိုမထောက်ထားသောကြောင့်ထိုခဏချင်းတွင်ထာဝရဖျားဤကောင်းကင်တမန်သည်တန်ခတ်၍ကိုတွင်း၌ပိုးများကြိုက်သည်ဖြင့်အနှိမ့်ဆရောက်လေ၏ ဘုရားသခင်ဤတာသနာတော်သည်တိုးပွားများပြားလေ၏။ဘာနဘနှင့်ရှောလူတို့သည်လှုပ်ကြွေးခြင်းအမှုကိုဆောင်ရွက်ပြီးလျှင်မာကုအမိတစ်ကိုရသောယောဟန်ကိုလည်းခေါ်ခဲ့၍ယေရုရှလင်မြို့မှ ပြန်ကြ၏။ဇာနာရသူအလုံးပေါ်ဘုရားသခင်ကောင်းချီးပေးပါစေ။ ဖပြသခင်ယနေ့တပန်းကျေးဇူးတော်ကိုချီးမွမ်းရသောအခွင့်နဲ့အသက်တာကိုဆက်ကပ်ရသောအခွင့်တွေကျေးဇူးတင်ပါတယ်ကျွန်တော်သက်ရှင်ခြင်းသည်ကိုယ်ရဲ့အလိုတော်ကိုပြည့်စုံစေဖို့ဖြစ်တယ်ဆိုတော့ကိုအမြဲတမ်းအာယုံထားနိုင်ဖို့မဆတမှုပါကျွန်တော်ဒီလိုမှရှိတဲ့တမန်တော်ကြီးများဟာလေမိမိတို့အချိန်တိုင်းကိုသခင်ပြားရဲ့အလိုတော်ပြည့်စုံစေဖို့လူပေါင်းတို့ရဲ့ ထာဝရနဲ့ဆိုင်တဲ့စုကြည်စုကဲတင်ချင်းရဖို့သူတို့အသက်တာကိုဆက်ကက်ကြပါလေယနေ့ကျွန်တော်လည်းအသက်တာကိုထိုးကဲသူဆက်ကက်နိုင်မှမြည်ချောင်းကျေးဇူးပြုတော်မူပါဘုရားသခင်အထူးသဖြင့်ဒီကနေ့ကျွန်တော်တို့အားလုံးရဲ့အသက်တာထဲမှာယုံကြည်ခြင်းတရားကိုကိုယ်တိုင်သိကျွမ်းပြီးတော့သူတစ်ပါးကိုဝေမျှနိုင်ဖို့အမဆာလုပ်ဖို့ပါဘုရားသခင်ယုံကြည်ခြင်းမှာအစင်တန်းအနေမြင့် မရှိပါချမ်းသာခြင်းဆင်းရဲခြင်းလည်းမရှိပါသခင်ပြပေးတဲ့ယုံကြည်ခြင်းကလူအားလူတို့အဖို့ရန်အလုံးကညညသောစိတ်သဘောနဲ့တူညီသောကောင်းကြီးများသာလျှင်ဖြစ်ပါれကိုရောကိုယုံကြည်ကိုးစားခလုံး၍ကိုရောကိုတောင်းခံသောသူပိုင်းတိုင်းတို့အပေါ်မှာဘုရားခင်ယေရှုတော်တည့်ရောက်လျက်ရှိကြောင်းကိုကျွန်တော်တို့ဒီနေ့နားလည်ရပါလေဒါကြောင့်ဘုရားခင်ကနူးတင်တော်ထဲမှာလဲဒီကဲ့သို့သောခွဲခြားမှုတွေ၊ကွဲပြားမှုတွေရှိနေတော့လည်းပဲ ခင်ဗျားတုန်သင်ခြင်းကိုတမန်တော်တွေတုန်သင်တယ်လို့ဒီကနေ့ကျွန်တော်အသက်တာထဲမှာလဲကျွန်တော်ဝန်းကျင်မှာရှိတော်နေတော်သူမြင်တော်သူကြီးတော်သူငယ်တော်သူခတ်သိမ်းတော်သူပညာတတ်ပညာမဲ့မှာစားရအရာရာတို့၌ဘုရားသခင်ရဲ့မေတ္တာတော်ဖြင့်ယေရှုပြုခြင်းကိုခံဖို့ရထိုက်တန်တော်သူအားလုံးတို့ပေါ်မှာမေတ္တာတရားကိုတုန်သင်တော်မူပါကျေးဇူးတရားကိုတွင်းတင်တော်မူပါကျွန်တော်တို့ကလည်းအဆုံးပြေတော်မူပါဘောရီနိုင်ငံတော်တည်ဆောင်စီဝိယံကောင်းကြီးပေး

ကရုဏာကျေးဇူးပြုပါစေတော်ထာဝရဘုရားသည်တင့်ကိုမျှောကြည့်၍ချမ်းသာပေးတော်မူပါစေတော်တမီတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသူဘုရားထံတော်မှအနန္တမေတ္တာတော်မဟာကရုဏာကျေးဇူးတော်နှင့်မေတ္တာဖွဲ့လက်လမ်းပြတွင်တင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစေတော်အာမင်